တင်ပြမဲ့တင်ကန်းစာကတော့ကျွန်မကမ်လန်ပေါ့နော်ကမ်လန်ဆိုတာနေတုံနေစဲနေတုံပေါ့နော်သူကလုံနေစဲကာလကိုပြောချင်တာပေါ့နော် လုံနေစဲကာလကိုပြောချင်တာဥပမာသွားနေတုံလာနေတုံစားနေတုံလုံနေတုံအဲ့လိုမျိုးအဲ့လိုမျိုးနေဒီလုံနေတုံကာလကိုပေါ့ဥပမာပေါ့တနေရောင်သွားနေပြီအဲ့နေရောင်သွားနေဟိုဘက်ကသူတယောက်ရှိသွားနေမှာသူကလည်းဖုံးလန်းဆက်တယ်အကြံကိုကလာနေတုံအဲ့လိုမျိုးပေါ့ပြီးလုံနေစဲကာလကိုပြောချင်တာနေစဲနေတုံပေါ့နော် နေစဲနေတော့သူ့ပြောမယ်ဆိုလို့ရှိရင်သူ့အဲကမ်လန်နဲ့တွေ့ပြောချင်တယ်ဆိုလို့ရှိရင်အဲဝါကြောက်ပြောတော့မယ်ဆိုရင်ကမ်လန်ကိုဝါကြရဲ့ရှေ့ဆုံးကထားရပါမယ်ကမ်လန်ကိုဝါကြရဲ့ရှေ့ဆုံးကထားမယ်ပြီးလို့ရှိရင်ကရိယာလာမယ်ကရိယာဆိုတာခုနပြောတဲ့အတိုင်းသူကအရှင်ပါတယ်ပေါ့နော်အရှင်ဖို့ပြတာပေါ့နော်ဥမာပေါ့ဟိုဟာနေဒီထိုင်ဒီလုတ်ဒီကန်စားဒီတွားဒီလာဒီအဲလိုမျိုးပေါ့နော်ကရိယာကရိယာလာမယ်ပြီးလို့ရှိရင်မိမိပြောချင်တဲ့စာကြောင်းကိုအဲကရိယာရဲ့နောက်ကထည့်မယ် ပြီးတော့မှအနောက်ကယူနဲ့ပိတ်ပေးရမယ်ပေါ့နော်။ဩရောဥယူမရဲ့ယူယူနဲ့ပိတ်ပေးရမယ်။အဲ့ဒါနေစဲနေတော့ပေါ့နော်။အဲ့ဒါနေစဲနေတော့ဒီမှာဆိုလို့ရှိရင်ကြည့်မယ်။သူတို့အလုံလုံနေတော့သူတို့ကအလုံလုံနေတော့နော်မပြီးသေးသေးဘူး။သူတို့လုံလုံနေတော့အဲ့ဒါကိုကပြောခြင်းလဲဆိုသူတို့ကအလုံလုံနေတော့မယ်။အဲ့လိုမျိုးပြောခြင်းလဲဆိုလို့ရှိရင်ဒီမှာဆိုရင်ဖောခေါင်ကမ္လန်ထမ်ငန်ယူဖောခေါင်ကမ္လန်ထမ်ငန်ယူခုနက ီမှာဆိုလို့ရှိရင်ခုနသူ့ပြောတဲ့အတိုင်းဆိုလို့ရှိရင်ကမ်လန်ကအရှိရရေးရမယ်ဆိုတော့ဒီမှာဒါမဲ့ဒီမှာကျတော့ဖို့အခေါင်ဒါ subject ပေါ့နော်သူ့ရဲ့ဒီဟိုတရာအတိုင်းဆိုလို့ရှိရင်ပြုလုပ်သူပေါ့နော်ပြုလုပ်သူဒီကအပြုသဘောဆောင်တဲ့လူကအရှိဆုံးအထားရမယ်အဲ့တော့ဖို့အခေါင်ဖို့အခေါင်ဆိုတာသူတို့သူတို့ပြီးတော့မှခုနပြောတဲ့ဒီဝါကြအတိုင်းကိုဒီရဲ့ဝါကြအတိုင်းသွားမှာပေါ့နော်အဲ့တော့ကမ်လန်သွားမယ်ကမ်လန်ရဲ့အနောက်မှာမှကိရိယာလာမယ်ကိရိယာကကြတော့ထမ်းလောက်တာ အဲပြီးလို့ရှိရင်ဗာလောက်တာလဲစာကြောင်းကငန်းအလုပ်ပေါ့နော်ပြီးတော့မှယူနဲ့ပိတ်ပြီးတယ်အဲ့တော့ဖွာခေါင်ကမ္လန်ထမ်ငန်ယူဖွာခေါင်ကမ္လန်ထမ်ငန်ယူသူတို့အလုပ်လုပ်နေတော့ဒီမှာဆိုရင်ကျွန်တော်ထိုင်းမသားစကားကိုလေ့လာနေတော့ကျွန်တော်ထိုင်းမသားစကားကိုလေ့လာနေတော့အဲဆိုလို့ရှိရင် ဒီကအထိုင်းရတရာတိုင်းဆိုလို့ရှိရင်80ရာခိုင်နှုန်းလောက်ကအင်္ဂလိပ်နဲ့ဆင်တယ်သူတို့ကျွန်တော် subject ပြုလုပ်သူပြုလုပ်အပြုသဘောဆောင်တဲ့လူရှိရရေးရမယ်ဆိုတော့ဖုံကျွန်တော်ကထိုင်းမှတကားလေ့လာနေတာကျွန်တော်ကဆိုတော့ကျွန်တော်အပြုသဘောဆောင်တဲ့လူကကျွန်တော်ဖြစ်နေတယ်အဲ့တော့ဖုံရင်ရေးမယ်ပြီးတော့မှဒီဝါကြတိုင်းလေးကိုသွားမယ်နော်အဲ့တော့ကမ်လန်လာမယ်ပြီးတော့မှကရိယာလာမယ်ကရိယာရီယန်ရီယန်ဆိုတာလီယန်ဆိုတာတင်ယူတာတင်ယူတီဆိုတော့ကရိယာပေါ့နော်တင်ယူတာပြီးရင်စာကြောင်းအဲ့စာကြောင်းပါလဲဆိုရင်ဖတ်စာထိုင်းထိုင်းစကားပြီးတော့မှယူ I'm you นอกจาก you เน่ยไปบีแล้ไอ้ดอผมกำลังเรียนภาษาไทยอยู่ พอมอผมก็อามกามรออ่างอลังรออียานอเรียน พออาพาซออาสาทออายอไทยออยออูอยู่มาเออยู่ผมกำลังเรียนภาษาไทยอยู่จะนอ๊อไทยมาแต่กาโกลีลานีโดลีลานีเซ่ที่มาจะนอ๊ทำเมซานีโดจะนอ๊ ထမင်းစားနေတော့မယ်ကျွန်တော်ထမင်းစားနေတော့ချမ်းချမ်းကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကျမနှစ်ခုလုံးရတယ်ဒါပေမဲ့မိန်းကလေးတွေကပဲအများဆုံးသုံးရတာပေါ့နော်ချမ်းယောက်ျားလေးတွေလည်းသုံးလို့ရတယ်ဒါပေမဲ့ယောက်ျားလေးတွေကအများဆုံးပြောတာတော့ဘုံကျွန်တော်လည်းပဲပြောကြတယ်နော်ချမ်းသုံးလို့မရဘူးလားဆိုတော့ချမ်းလည်းသုံးလို့ရတယ်ဒါပေမဲ့ဒီချမ်းကြတော့ယောက်ျားလေးကသိမ့်မသုံးမိန်းကလေးတွေကအသုံးများတာပေါ့နော်အဲ့တော့ချမ်းကမ္လန်กินข้าวอยู่ฉันกําลังกินข้าวอยู่จนว่าทําเป็นซานี่โดมั้ยทําเป็นซานี่โด ดีมาชอันชันชออานอชันชออานอตัวสาไรโยนอชันทำให้ตันโลกาชันก็อามกามรออางอลังก็อีนอเกน ขออาวอขาวไม่ถูกเข้าอโยออูอยู่ไม่เออโยออูอยู่ไม่เออยู่ฉันกำลังเกินข้าอยู่ จะนาะจะมาทำเมนซานีโดไหมทำเมนซานีโด